မတ်တလို့မတ်တစားပါပဲတဲ့အဲ့ဒါလို့မတ်တလို့မတ်တစားပါပဲဆိုတဲ့ဇကားဟာခဏခဏအကြာများလာရတယ်မတ်တလို့မတ်တစားပါပဲဆိုရင်မတ်တမလုံနိုင်လို့ထိုင်းကြသွားရင်ဘာသွားစားရမှာလဲမတ်တမလုံနိုင်လို့အိပ်ရတဲ့လဲကြသွားရင်ဘာသွားစားကြရမလဲ ဘယ်လိုပဲဖြစ်နေဖြစ်နေမတ်တက်လုံနိုင်တော့ငို ထိုင်တဲ့အခါပါစားဖို့အိပ်ရတဲ့လဲတဲ့အခါပါစားဖို့ဆိုပြီးတော့ချမ်းသာနိုင်အောင်ကြိုးစားတင်လေဗုဒ္ဓကသရဒံမောဇရံအနာတိတောအဘိနံပိစဝကိတ္တပံနဲ့ငါတို့ဒီအတိုင်းကြီးမနေဘူးနော်ငါတို့အမြဲတမ်းဒီအတိုင်းကြီးနေမနေဘူးငါတို့အိုအိုးမှနော် ငါတို့နာရအောင်မနော်လို့အမြဲတမ်းနှလုံးသွင်းထားပါလို့မိမာခဲ့တယ်။ဖတ်မှတ်ပူတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောရရင်"ဟိုးတုန်းကတောရွာတရွာမှာအလွန်အမတန်လက်မှုပညာလဲကျွမ်းကျင်တယ်လို့အလွန်အမတန်လဲပြင်းတဲ့ကိုပြင်းဆိုတဲ့လူတယောက်ရှိတဲ့ဒီနေ့မှာရွာဦးเจ้าမှာကြောင်းထိုင်နေတဲ့သူ့ရဲ့ဘာကြီးဘုန်းကြီးနာ ရောက်လာပြီးတော့ အလုံးမရှိအကိုင်းမရှိလို့စားဝတ်နေရည်တွေအဆင်မပြေတဲ့အကြောင်းတွေလာရောက်ရှောက်ထားတာပေါ့ဒီတော့ဗာကြီးဖုန်းကြီးကမင်းကဘာမှမလုပ်ပဲဘယ်လိုအဆင်ပြေမှာတော့လို့ပြောတဲ့အခါကျတော့ငပြင်းကပြန်ပြောတယ်သူကလှုပ်ချင်ပေမဲ့လှုပ်เสียကဘာမှ မရှိလို့ဆိုတာနဲ့ဗာကြီးဖုန်းကြီးကကြောင်းဝိုင်းဘေးနားမှာပေါက်နေတဲ့ သစ်ပင်ယောက်ကြီးတပင်ကိုမင်းအဲ့ဒီအပင်ကြီးကိုလှဲယူပြီးတော့မင်းတက်ထားတဲ့လက်မှုပညာနဲ့မင်းကြိုက်တာမင်းလှုပ်စားဖို့လို့ပေးလိုက်တဲ့ဒီတော့ငပြင်းကလည်းကြောင်ဝိုင်းဘေးနာမှာပေါက်နေတဲ့သစ်ပင်ယောက်ကြီးကိုလှဲယူပြီးတော့ဖနက်လှုပ်ဖို့ဆိုပြီးတော့ဖနက်ခုတ်ပြီးတော့ခုံမနက်တွေလှုပ်ခဲ့တယ်လှုပ်ပြီးသွားတဲ့ခုံမနက်တွေကိုမြို့တဲ့ရောင်းတာပေါ့ မြို့တဲ့ရောက်မိမဲ့ဘဲအိမ်ကမှမဝဲခဲ့ဘူး။ဒါပေမဲ့ကံအားလျော်စွာ ဖနတ်လက်လီလကားဆိုင်ကြီးတစ်ဆိုင်ကငပြင်းပါလာတဲ့ဖနတ်ဒီအားလုံးကိုဝဲထားလိုက်တဲ့။ငပြင်းလည်းပဲဖနတ်ဒီအားလုံးရောင်းပြီးတော့ပြန်လာပြီးတော့စားစားတောက်တောက်နဲ့ပဲနေတာပေါ့။ဒီလိုနဲ့မြို့ဘော်ကဖနတ်ဆိုင်ကဖနတ်ဒီကုံသွားလို့ရောင်းကောင်းတဲ့အတွက်ငပြင်းစီဖနတ်ထဝယ်ဖို့ လိုက်လာခဲ့ပြီမဲ့ငပြင်းကတော့ဖဏတ်မလုတ်ပြန်ပဲနဲ့နတ်ရုပ်တွေထုလုံနေတာတွေ့ရတယ်ဖဏတ်ဝယ်ဖို့လိုက်လာတဲ့သူတွေကလည်းဖဏတ်မလုတ်တော့လဲဇရိပ်ပဲကြေးကြေးဆိုပြီးတော့ငပြင်းလုတ်ထားတဲ့နတ်ရုပ်တွေပဲဝဲပြန်မယ်ဆိုပြီးတော့နတ်ရုပ်တွေဝဲပြန်သွားကြတယ်မြို့ပေါ်ရောက်တော့နတ်ရုပ်ရောင်းတဲ့ဆိုင်တွေကိုဖောက်တယ်တွန်းလိုက်တာပေါ့နတ်ရုပ်ရောင်းတဲ့ဆိုင်ကလူတွေကလည်း နာယုတ်တွေရောက်လိုက်တာမကြခင်ပဲငပြင်းရဲ့လက်ရတွေကကောင်းတဲ့အခါကျတော့ကုန်းသွားပြန်တယ်။ဒါနဲ့နာယုတ်တွေထတ်လို့ရှင်လို့ဆိုပြီးတော့ဖနှတ်ဆိုင်ကိုသွားပြီးတော့မှားတယ်။ဖနှတ်ဆိုင်ကလည်းငပြင်းစီကိုသွားပြီးတော့နာယုတ်လူရှင်လို့ဆိုတော့ငပြင်းကနာယုတ်မလုပ်ပြဘူး။ပလုတ်တုတ်လေးတွေလုံနေပြန်တဲ့။ဒီခါမှာတော့မြို့ဘော်ကလူတွေကလည်းဘာမှမယူပဲပြန်သွားကြတာပေါ့။ ။ငပြင်းကတော့မတ်တက်လုံရင် မတ်တက်စားရင်နဲ့သစ်ပင်ယောက်ကြီးလဲကိုရောအလုတ်လဲပြတ်အစာလဲငတ်ပေါ။အလုတ်တစ်ခုကိုဆွဲဆွဲမြဲမြဲလဲမလုတ်။လုပ်ငန်းနဲ့ဈေးကွက်ကိုချဲ့ထွန်ဖို့လဲမစင်စား။မတ်တက်လုံမတ်တက်စားပဲလုံနေတော့မတ်တက်မလုံနိုင်တဲ့ဒီနေ့မှာတော့ငပြင်းဒုက္ခရောက်တော့တာပေါ့လို့ပြောကြရင်းနဲ့ဒီကုံချုပ်ချင်ပါတယ်။အာလုံးအာလုံး မတ်တက်လုံနေတော့မတ်တက်လဲစားလဲတော့လဲစားနိုင်အောင်ကြိုးစားရှာချွေတာစုနိုင်ကြပါစေလို့တတိပေးရင်လည်းဒီကုန်းချိုးလိုက်ချင်ပါတယ်